မင်္ဂလာပါရှင်ပြည်သူ့စုမြန်မာနိုင်ငံတော်အတွင်းမိတင်းနေထိုင်ကြတဲ့ပြည်သူအပေါင်းကိုစိတ်နှဖျားစမ်းမချမ်းသာပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်မကတော့ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီရဲ့ဒုတိယကထနောင်းလာဖြစ်ပြီးပါတီရဲ့မူဝါဒသဘောထားများကိုမိဘပြည်သူအများသိရှိနိုင်ဖို့ရှင်းလင်းထင်မြတ်သွားမှာဖြစ်ပါတယ်စိတ်ကလေးစားအပ်ပါသော ပြည်သူများရှင်ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီကို2019ခုနှစ်ဒီဇင်ဘာလ17ရက်နေ့မှာ ပထမအကြိမ်2023ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာဒုတိယအကြိမ်ပြည်ထောင်စုရုပ်ကောက်ကော်မရှင်ထံမပုံတင်၍ပါတီတည်ထောင်ခဲ့ပါတယ်။ပါတီကိုဥဆောင်တည်ထောင်သူများဟာ1990ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်အနံ့ရရှိခဲ့ကြတဲ့လွတ်တော်ကိုယ်စားလှယ်များဖြစ်ကြပါတယ်။ပြည်ထောင်စုဘဝတိုင်းရင်းသားအလုံး လွတ်လပ်စွာရေးသားခွင့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လွတ်လပ်စွာစည်းရုံးဟောပြောခွင့်စတဲ့လူမှုအခွင့်အရေးများနဲ့ကမ္ဘာကလန်သမဂ္ဂဗရိညင်စာရန်ပါလူအခွင့်အရေးစံနှုန်းများကိုတန်းတူရည်တူရရှိခံစားနိုင်စေရေးအကျိုးပန်းဆောင်ရွက်သွားပါမယ်ပြည်သူတရလုံးဥပဒေကခွင့်ပြုထားတဲ့ခံစားခွင့်များကိုအပြည့်အဝရရှိခံစားနိုင်ဖို့ဥပဒေရဲ့အကာအကွယ်ကိုအပြည့်အဝရရှိခံစားနိုင်စေဖို့နဲ့ တရားဥပဒေစိုးမိုးတဲ့လူမှုဝန်းကျင်များဖြစ်ပေါ်လာရေးကြိုးစားဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ဥတည်ချက်ရည်ရွယ်ချက်များကိုအကောင့်ထဲဖို့ဆောင်ရွက်ရမှာမူဝါဒချင်းရည်ရွယ်ချက်ချင်းတူညီတဲ့နိုင်ငံရေးပါတီများအဖွဲ့အစည်းများနဲ့လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြည်내ခြေစိုက်နိုင်ငံရေးပါတီများအဖွဲ့အစည်းများနဲ့ဆွေးနွေးညှိနှိုင်းပြီးပြည်내ဆိုင်ရာကိစ္စရပ်များကိုလက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။မူဝါဒချင်းတူညီတဲ့ပြည်내ခြေဆိုင်တိုင်းရင်းသားနိုင်ငံရေးပါတီများနဲ့မဟာမိတ်ဖွဲ့ပြီးဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ချစ်ခင်နေစားအပတ်သောပြည်သူများရှင်တိုင်းရင်းသားချင်းချင်းကုညီရိုင်းမင်းမှုလေးစားတိမပြုမှုယုံကြည်မှုနဲ့ပိုင်းနယ်ဖူးဝေပိုင်ခွင့်ရှိတဲ့စုံလင်ကွဲပြားမှုရဲ့ညီညွတ်သောစုပေါင်းရာနဲ့ တိုင်းပြည်ကိုတိုးတက်စေရပါမယ်။စံနှင့်ကွဲပြားမှုကိုပြည်ထောင်စုရဲ့စံတန်ဖို့အဖြစ်ဆွဲကင်ထားရမှာဖြစ်ပါတယ်။ပြည်ထောင်စုကြီးမှာလူအခွင့်ရေးကို လေးစားလိုက်နိုင်ရမည်စံတန်ဖို့တစ်ခုအဖြစ်သတ်မှတ်ရပါမယ်။အပြည့်ပြည့်ဆိုင်ရာလူအခွင့်ရေးပညာစရန်ပါ လူအခွင့်ရေးများကိုထောက်ခံအပ်ရမည်ဖြင့်လေးစားလိုက်နိုင်မှုလည်းရှိရပါမယ်။လူအခွင့်ရေးချိုးဖောက်မှုတွေမှာကြံရပါမဖြစ်စေဖို့နဲ့ ချိုးဖောက်မှုတွေကိုစိုက်ကျင်တားဆီးကကိုရပါမယ်။စီမံကိန်းကြီးများကြောင့်ဖြစ်စေတဘောအပင်းအန္တရာယ်ကြောင့်ဖြစ်စေလူတို့ဖန်တီးတဲ့လူရများကြောင့်ဖြစ်စေလက်နေကင်တပ်ပွဲများကြောင့်ဖြစ်စေနေရာဆုံးခွာပြောင်းရွှေ့ရသူများနှင့်ဒုက္ခသည်များအပေါ်ကျူးလွန်တဲ့လူအခွင့်အရေးချိုးဖောက်မှုများကိုကာကွယ်တားဆီးပေးရပါမယ်။သူတို့အတွက်အခြေခံလူမှုဘဝလိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းပေးရပါမယ်။ ပြည်ထောင်စုရဲ့အခြေခံအင်အားဟာအလုတ်သမားတောင်းတသမားများဖြစ်တဲ့အတွေ့အလုတ်သမားတောင်းတသမားများနဲ့၎င်းတို့မိသားစုများဘဝအဖွံ့အဖြိုးတွေရရင်းချမ်းစွာအသက်ရှင်ရပ်တည်နိုင်ရအနာဂတ်ဘဝလုံခြုံရလူခွင့်ရရရှိရတရားမြတ်တတ်ရဒန်းတူညီများရတာတူညီများရတွေအပြင် လူကုန်သိက္ခာနဲ့အညီဆက်ဆံခံရရကျွမ်းဆောင်ရွက်ပေးပါမယ်။ တဝါကိုအခြေခံတော့လေလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတွင်ပြဋ္ဌာန်းဥပဒေနဲ့သမကနိုင်ငံတကာစံနှုန်းများနဲ့အညီအမှန်ကန်ကျပေးနိုင်သည့်အစိုးရပေါ်ပေါက်ရေးတွန်းအားပေးဆောင်ရွက်သွားပါမယ်အလုသမားနဲ့တောင်သမားတို့ရဲ့နေ့စဉ်လူမှုဘဝလုံခြုံမှုလုပ်ငန်းခွင်အန်ဒီကင်းရှင်းမှုအလုသမားများရဲ့အုပ်စုလိုက်ခံစားခွင့်တူးချင်းခံစားခွင့်ဆိုင်ရာထိခိုက်နေနာမှု အတွေ့ဥပဒေအရာ အကအကွယ်ရယူပိုင်권လူမှုဝန်းကျင်နဲ့တဘာပောင်းဝန်းကျင်ကောင်းမှုမှုလွတ်လပ်ပျော်ရွှင်မှုများစနစ်တကျခံစား권ရရှိနိုင်ရေးစရာတွေကိုသက်ဆိုင်ရာအစိုးရကဖန်တီးပေးနိုင်ဖို့မူဝါဒချမှတ်ဆောင်ရွက်သွားပါမယ်အလုသမားနဲ့တောင်းတသမားအစည်းအဝေးများကိုလွတ်လပ်စွာဖွဲ့စည်းထူထောင်권အလုရှင်နဲ့အလုသမားများအကြားလောက်ခလစာကိုစစ်စစ်ညှိနှိုင်း권ရှိရပါမယ်အတေးဓမ္မခိုင်းစေခြင်း ကလေးများကို အလုတ်ခိုင်းစေခြင်းတွေဥပဒေအရတားမြစ်ထားရပါမယ်။လုပ်ငန်းနဲ့တက်မွမ်းကြောင်းအပေါ်အခြေခံတဲ့ခွဲခြားဆက်ဆံခြင်းကိုရှောင်ကြဉ်ရပါမယ်။လက်စွာထောက်ပြောဆိုခွင့်ဆိုတာလူသားတဦးရဲ့အခြေခံအကြဆုံးရပိုင်ခွင့်ရှိတဲ့အခွင့်အရေးဖြစ်ပါတယ်။လူတိုင်းဟာလူလစွာထောက်ပြောဆိုခွင့်ရှိရပါမယ်။မိမိယုံကြည်ချက်ကိုလူလစွာကန့်ဆွဲပိုင်ခွင့်တရင်ချဲလက်ကို တွေးမြင်ယူဆများနဲ့လက်ခံပိုင်ခွင့် ဖန်ပြီးဖြန့်ဝေပိုင်ခွင့်ရှိရပါမယ်။ဆက်လက်ပြီးတော့ကရင်တိုင်းသားလူမျိုးလွတ်တော်ကိုယ်စားလှယ်လောင်းနော်စုစုလိုင်မှဆက်တင်ပြသွားမှာဖြစ်ပါတယ်။ ချစ်ခင်လေးစားအပ်ပါတော့ပြည်သူများရှင်ကျမကတော့ကရင်တိုင်းသားလူမျိုးလွတ်တော်ကိုစလေလောင်နော်ဆုစုလိုင်းဖြစ်ပါတယ်ပညာရေးဟာ ပြည်တော်စုရဲ့အရေးကြီးဆုံးရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်ဆိုတဲ့ခံယူချက်နဲ့ခင့်မိပြီးလက်တွေအသုံးချနိုင်တဲ့ပညာရေးစနစ်ကို ဖော်ဆောင်ရပါမယ်လူအခွင့်အရေးကို အခြေခံတဲ့ပညာရေးစနစ် တိဆောက်ရပါမယ်။ဘဟုဘာသာစကားနဲ့သင်ကြားတဲ့စနစ်နဲ့မိခင်ဘာသာစကားအခြေပြုပညာရေးစနစ်တို့ကိုဥတည်တဲ့ပညာသင်ကြားမှုစနစ်ဖြစ်လာရေးကြိုးပမ်းဆောင်ရွက်သွားပါမယ်။ တဆိုင်ရာဒေတာအလိုက်တိုင်းရင်းသားဘာသာစာပေနဲ့စကားများကိုသင်ကြားခွင့်ရရှိစေရေးဆောင်ရွက်မဲ့အပြင်လိုအပ်တဲ့ကူညီထောက်ပံ့မှုများ ရရှိရေးကြိုးပမ်းသွားပါမယ်။တိုင်းရင်းသားလူမျိုးများရဲ့အမျိုးသားပညာရေးကျောင်းများတရားဝင်ရက်တီခွင်ရှိရေးဆောင်ရွက်သွားပါမယ်။ဘာသာစကားများနဲ့ယဉ်ကျေးမှုများကို လေးစားခြင်းက ငိမ့်ချမ်းရေးနဲ့အပြန်အလှန်ဆွေးနွေးခြင်းကို တိဆောက်ထိန်သိမ်းတဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။တိုင်းရင်းသားလူမျိုးတို့ရဲ့ဘာသာစကားနဲ့ရိုးရာယဉ်ကျေးမှုဒလေထုံးနှံများကိုသင်ယူပိုင်ခွင့်ယဉ်ကျေးမှုဆိုင်ရာဝန်ဆောင်မှုများကိုရယူပိုင်ခွင့်မိမိတို့ရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုဆိုင်ရာများကိုဆက်သွယ်ရေးသတင်းမီဒီယာတွေမှာကြိုးကြောင်း စီလျော်စွာ ထုတ်ဖော်ပြသပိုင်ခွင့်အစိုးရအဖွဲ့အစည်းများ လူမှု စီးပွားဆိုင်ရာဆက်သွယ်လှုပ်ရှားမှုများမှာမိမိတို့ရဲ့ဘာသာစကားကို အာယုံစိုက်စေရည်ရယူဆောင်ရွက်ပိုင်ခွင့်စတဲ့လူမျိုးစုများရဲ့စုပေါင်းအခွင့်အရေးများကိုလည်းအာမခံနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားပါမယ်ချစ်ခင်လေးစားအပ်ပါတော့ပြည်သူများရှင် အချုပ်အချာရဲ့မူလ ရင်းမြစ်ဟာပြည်သူတို့သာဖြစ်ကြောင်းနိုင်ငံ့အာဏာဟာပြည်သူလက်ထဲမှာရှိကြောင်းတတ်သေးထူနိုင်ဖို့အစွမ်းကုန်စူးစမ်းသွားပါမည်ဖြစ်ကြောင်းတင်ပြအပ်ပါတယ်ရှင်ဒီနာလူမျိုးများဒီမိုကရေစီပါတီ

တို့ပါပြီအောင်လံသူမေမိုးရဲ့တဲမာလွင်ပြောင်းဝင်ချေမြင်ညောတော့တိုင်းရဲ့သားလူမျိုးများဒီမိုကရေစီပါတီလူရောင်စိန်နဲ့လူရောင်စိန်နဲ့မြင်ညောတော့တိုင်းသားလူမျိုးများဒီမိုကရေစီပါတီလူရောင်စိန်နဲ့လူရောင်စိန်နဲ့ဒီလူစံနောက်ကြည့်စွာ လူခွေရင်ရဲ့ဒုက္ခွယ်ခြင်းလက်ပြီးသူပြိုးခွေစေမိဒီပွေရဲ့ကနာစိန်လန်းဝေစီမြေမလုံးသမားဘဝမြေမစောင်းဝင်းနေမှုကြံဆောင်ကြီးမျိုးနဲ့ဘာသာခွေးတာကူကြီးတွင်လက်ခိုင်ကြီးအသိမှန်ကြီးဒီမြန်မာစီးပွားရေးကိုရှိန်ဟုံးမြေ တို့တဆန်ဆောင်ယုံကြည်ခြင်းမြင်ရတော့တိုင်းသားလူမျိုးများဒီမိုကရေစီပါတီအောင်ဆိုင်နေလက်ယူရောင်ဆိုင်နေလက်မြင်ရတော့တိုင်းသားလူမျိုးများဒီမိုကရေစီပါတီအောင် င်းဆက်အနေဒီလေးနဲ့ဒီကြီးအတိတ်တရှိဆက်မြေတိုင်းရဲ့အစိမ့်နဲ့လက်ယူရောင်ပြီးကြာရှင်းတန်းချူစင်းစွာဒီလူအရေထုကောင်းွယ်ကျေယူရှိပွင့်ဘူးရဲ့ရဲ့ဤနောက်တိုင်းသာချီချီပွဲဤသူတွေတို့ပါတီအောင်လန်းသူမေမူရဲ့ထမလွင့် င်ရသားလူမျိုးများဒီမိုကရေစီပါတီယူယောင်စိန်နဲ့ယူယောင်စိန်နဲ့ညီညွတ်တော့တိုင်းသားလူမျိုးများဒီမိုကရေစီပါတီယူယောင်စိန်နဲ့ယူယောင်စိန်နဲ့ဒီလူစံနောက်တို့ကြည့်စွမ်းလူခွေရင်ရဲ့ဒုက္ခွေကျင်းနဲ့ပြည်သူပြိုးခွင်းစေမည်ဒီခွေရဲ့ကနာ နာဝေစီမြေမလုံးတမဘဝမြေမစောင့်ဝေနေမှုချမ်းဆောင်ပြီးအမျိုးနဲ့ပါသာမခွဲခြားကူညီတွင်လက်ခိုင်ချီအာသင်မန်ချီဒီမြေမှာစီးပွားရေးကိုရှင်ဟောင်းပြေပညာရေးတိုးတက်ဆန်းဆောင်ယုံကြည်ခြင်းနာလူမျိုးများဒီမိုကရေစီပါတီ crazy party.